။ပရိသတ်တို့ရေမင်္ဂလာပါဗျာ။ဇလံကောင်းများကိုတင်ဆက်ပေးမယ့်အချိန်ကိုရောက်ရှိလိုလာပြီဖြစ်ပါတယ်။အခုတစ်ခါတင်ဆက်ပေးမယ့်ဇလံလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ကတော့ပုံမှန်တင်ဆက်သူမျိုးတရားကိုဖြစ်ပါတယ်ခင်ဗျာ။စာရေးသူဆရာမကြီးမဝင်းမြင့်ရဲ့ ရေးပြအိမ်မဝှက်လေသူဝှက်လေတယ်ဆိုတာကိုယုံကြည်ကြောင်းမခင်ရွှေကပြောတဲ့အခါအဖွားကြီးကမနေ့ကပြောပြမယ်လို့ခရီးထားရှိတဲ့အတိုင်းမခင်ရွှေထောင်းပေးတဲ့ကုန်းကိုတမျိုးမျိုးဝိုင်းရင်ပြောပြနေတာတွေကိုမခင်ရွှေကလည်းစိတ်ဝင်စားစွာနားထောင်ရင်းနဲ့သူရေးမှရင်ဘလို့စတင်ရေးရမယ်ဆိုတာစိတ်ထဲမှာစဉ်းစားနေလိုက်ပါလေဒီရေးပြအိမ်ရောမှာနေထိုင်ကြသူတွေကဘုဇင်ပေါဆိုင်ကစတင်ပြီးဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကြသူတွေခြေသာဖြစ်ကြပါလေရဲ့တယောက်သောသူက ဲကောင်းတွေထဲမှာဆုံးပြပါသလိုအေးပြန်ရွာမှာဆုံးပြပြီးထူးထူးခြားခြားထွန်းနေပါတယ်။သူကအသက်စိတ်မြသာရှိသေးတဲ့မောင်လူခင်ဖြစ်ပါတယ်။ထိုးစဉ်ချိန်ကမောင်လူခင်ရဲ့မိဘတွေကစင်းအောင်စင်းရဲတွေကမဟုတ်ပဲစားနိုင်တောက်နိုင်ကျွေးကင်းမိခင်အခြေအနေမှာရှိကြပါတယ်။ဒါကြောင့်မောင်လူခင်ကိုလက်ထဲမစင်းစေပဲအေးပြန်ရွာကိုနည်းလက်ဆင်းလာတတ်တဲ့ဖျားထုကံမြို့အုံမင်းလို့မင်းဆွေရသာအဖြစ်မြင်ကြပါလေ။ကိုရင်ဆန်းနဲ့အတူ ရွာလောက်ကတဲ့ကျောင်းကလေးထန်းအောင်တဲ့အခါမြို့ချောင်းကိုပို့ပြီးပညာဆက်ပြီးသင်စေပါတယ်။မိဘတွေရဲ့အခြေအနေကြောင့်ကိုရင်ဆန်းကကျောင်းမနေနိုင်တော့ပဲကျောင်းထွက်လာခဲ့ပါတော့လေ။မောင်လူခင်ကတော့မြို့ချောင်းမှာပင်ကျန်ခဲ့ပါတယ်။ဒေါက်တာမောင်လူခင်ကပညာကိုကျိုးစားသင်ကြားနေခဲ့တာမဟုတ်ပဲမိဘတွေကငွေကြေးမချုံခဲ့အောင်ထောက်ပံ့နေတာကိုခွင်ကောင်းယူပြီးစာကိုဂရုမစိုက်ပဲကျောင်းဆွေးဆွေးလူဆွေးဆွေးနေသူဖြစ်ပါတယ်။အသက်20ရဲကိုဝင်လာတဲ့တိုင်အောင်ကျောင်းစာကိုခုနှစ်တန်းမင်ပါအောင်သေးပါ။သို့တော့ ခြေသူရေးသားကတော့ရှိနေပြီဖြစ်ပါတယ်။မောင်လုံခင်ရဲ့ခြေသူကမြို့သူလေးမခင်ညွန့်ဆိုသူဖြစ်ပါတယ်။မခင်ညွန့်ကမောင်လုံခင်စာသင်နေတဲ့ကျောင်းနယ်မင်းရှင်းဆိုင်အိမ်မှာနေထိုင်နေမိမဖြိုလေးဖြစ်ပါတယ်။မိဘမရှိပဲအကိုနဲ့ရောင်းမကိုအာကိုပြနေထိုင်ရတာဖြစ်တာကြောင့်သူနဲ့ရွယ်လူတွေကြောင်းနေကြပါတော့လေမခင်ညွန်းကကြောင်းမနေနိုင်ရှာပါအကိုနဲ့ရောင်းမကြီးသားလေးအောင်အိမ်လောက်ကိုမနာနိုင်လို့နေရသူလေးဖြစ်ပါတယ် စိတ်ဆင်းရဲကိုဆင်းရဲနေရတဲ့အခါမခင်ညွန်းကလွမြောက်ရလမ်းစာကိုရှာကျင်လာပါတယ်။အရိကချောမောလာပါတဲ့မခင်ညွန်းရဲ့ရုပ်ရည်ကိုမျက်စိကျနေတဲ့မောင်လူခင်ကချစ်စကားဆိုလာပါတယ်။အကူနဲ့ရောင်မရဲ့စကွင်းကလွတ်ချင်နေတဲ့မခင်ညွန်းကလည်းမောင်လူခင်မြေတာကိုလက်ခံလိုက်ပါတယ်။ဒါကြောင့်ကျောင်းစာခွင်တန်းကိုတပုံးပုံးကျနေတဲ့မောင်လူခင်တယောက်ကျောင်းပိတ်လို့ရွာကိုပြန်လာတဲ့အခါပညာမဆုံးတော့လဲကျင်အားဆုံးလာခဲ့ပါတယ်။ဖြူဝင်းတဲ့အသားတိမ်မွေးတဲ့ဟန်မူရာ ။ချောမောလာပါတဲ့ရုပ်ရည်နဲ့ချစ်စရာကောင်းတဲ့မြို့သူလေးမခင်ညုံကိုမလူခင်ရဲ့မိဘနဲ့ညီကိုမောင်နှမတွေကကိုချင်းစာစိတ်နဲ့ကျင်းနာနာဆက်ဆံကြပါတယ်။မခင်ညုံအနေနဲ့သူ့ဘဝမှာမလူခင်သားလင်းအကူရဖြစ်ကြောင်းစဉ်းစားမိတဲ့အလျောက်မယဝရီအခြေပုံစွာပြုစုလုပ်ကိုင်ပေးပါလိမ့်။ရခမများနဲ့ရောင်းမများခဲအိုများကိုလည်းချစ်ခင်တဲ့အောင်ပြုမှုနေထိုင်လာကြအောင်အလုံးကပဲမခင်ညုံကိုချစ်ခင်ကျင်နာကြပါလိမ့်။ င်အောင်ကြပြီဖြစ်တဲ့မောင်လုခင်ကိုမိဘတွေကကြောက်စက်မထားတော့ပဲလဲလုံငန်းမှာဝင်လောက်ခိုင်းပါလေကောင်းကောင်းဝေးကောင်းကောင်းစားကြောက်ကြောက်လေးနေလာခဲ့တဲ့မောင်လုခင်ကလဲရအလုပ်ကိုမျက်စိကမြင်တော့လေကိုတိုင်ဝင်လို့ရင်စိတ်ကူးထဲမှာပဲမထက်ခဲ့တာကြောင့်ပင်ပန်းနေခက်ခဲတယ်နေဘူးမိုးရမချောင်လောက်ရတာကိုနဲ့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 မစင်စားခဲ့ပါအခုကိုတိုင်ဝင်လို့ရင်မိဘတွေကခိုင်းတာကြောင့်မရဲတော်လို့ဝင်လို့တဲ့အခါလုံးဝမလုံနိုင်မလုံတတ်ပါသူ့ကိုခိုင်းရပါမလားဆိုပြီးမိဘတွေကိုစိတ်ဆိုးတယ် တုံမုံဆူဆောက်มาတယ်အဲ့ဒီကမင်းဒီလိုပြန်မမခံချင်ဘာကြောင့်စားကိုမကြိုးစားပိုင်းနဲ့မင်းမယူလာခဲ့လဲတားနဲ့မရနဲ့ဖြစ်လာရင်တားစာမရစာလောက်ကန်ရှာဖွေရမှာပေါ့ဘသူကမင်းကိုထမင်းဝဲရှိရောက်တော်တော်ကြွေးထားနိုင်မှာလေအဲ့ဒီလိုမိဘတွေကမြည်ထုံကြပါတယ်လဲလောက်ကိုတက်အောင်တင်ရမယ်လောက်ရမယ်လို့အတင်းကျပ်တင်ကြခိုက်စေကြတဲ့အခါမောင်လူခင်ကကြွမနိုင်တော့ကြီးကိုမိရှို့ရဲဆိုတဲ့စကားအတိုင်း သူ့ဘက်ကလမ်းလွဲလို့မိဘတွေကိုမလုံဆန်ဝတ်တဲ့အခါမယားဖြစ်သူမှတ်ခင်ညွန်ကိုမဲပါတော့တယ်။နင့်ကိုယူခဲ့မိလို့ငါဒီလိုအလုပ်ချမ်းနေကိုပြန်ပြန်မလုပ်နေရတာ။အဲ့ဒီလိုဆိုပြီးတော့လည်းကောင်းငါလူပြိုဘွားနဲ့သာနေရင်သုံးကျင်တိုင်းသုံးစားကျင်တိုင်းစားဘာမှမလုပ်ပဲဘယ်သူကမှမစုဘူး။နင့်ကိုယူခဲ့မိလို့ဒီလိုဖြစ်ရတာ။အဲ့ဒီလိုဆိုပြီးတော့လည်းကောင်းနင့်ဘာအသုံးချတဲ့မျိုးသူလဲ။ဘာမှအကူအညီမရဘူး။ငါတို့ရောက်သူသားဆိုရင် ဒီလိုလိုမျိုးကိုငါကိုယ်တိုင်ဝင်လို့ဆရာမလို့ဘူးငါဘလို့တက်တာလိုက်မလဲအခုတော့လေထဲမှာငါကတပင်တမန်လောက်ရတယ်နင်ကတော့အိမ်ထဲမှာစီစဉ်ရှိရှိနဲ့ထိုင်နေတယ်အဲ့ဒီလိုဆိုပြီးတော့လည်းမခင်ညွန်းကိုအချိန်ရှိသရွေရန်လို့ပြောဆိုနေပါတယ်မခင်ညွန်းခင်ဗျာမောင်လူခင်ပြောလို့အိမ်ထဲမှာစီစဉ်ရှိရှိနဲ့ထိုင်မနေရရှာပါလေထဲမဆင်းရတော့လဲချက်ပြုတ်လျှော့ဖို့တိုင်သားလုံးကိုထမင်းဘွက်ရှိရောက်ကြွေလေထဲကို ထမင်းလိုက်ဖို့အိမ်တန်ရှင်းချင်းနဲ့မအားနိုင်အောင်လုပ်နေရပါတယ် ဒီတဲကအချိန်ရရင်ရတယ်လို့ပြေးပြီးတော့ရိတ်ခတ်လိုက်ရပါသေးတယ်။နော်တင်ကုတ်ကိုတန်ရှင်းရပါသေးတယ်။မခင်ညုံဘက်ကတာဝန်ချေတာကိုမောင်လူခင်ရဲ့မိဘတွေကသိကြတာကြောင့်ချွေးမလေးကိုကျင်းနာစိတ်နဲ့မောင်လူခင်အလုပ်ကျိုးစားအောင်ဖိခိုင်းနေကြတာဖြစ်ပါတယ်။သို့သောမောင်လူခင်ရဲ့စေတနာတွေကမောင်လူခင်ဖို့ဝေဒနာလိုဖြစ်နေပါတယ်။စိတ်မချမ်းမသာနဲ့လက်ထဲကိုဆင်းလာခဲ့တဲ့မောင်လူခင်ကသူ့ရွာသူကောက်ဆဲသမားလေးမအေးမင်းနဲ့အထူးရင်းနှီးသွားခဲ့ပါတယ်။မအေးမင်းက မွေးတဲ့ကလည်းတဲဆင်းလာခဲ့သူဖြစ်တာကြောင့်လယ်လုတ်ကိုရေချိုတောက်ထားသူဖြစ်ပါတယ်မောင်လူခင်ကိုလယ်ထဲမှာအများကြီးကူညီပေးနေတယ်ဒါကြောင့်မောင်လူခင်ကလည်းသူ့တက်တော်အောင်ကူညီလုပ်ကင်ပေးနေတဲ့မအင်းမေကိုအထူးစိတ်ဝင်စားလာပါတယ်မအင်းမေနဲ့တူလယ်ထဲမှာနေရတဲ့အချိန်တွေမှာပျော်ရွှင်စိတ်ဖြစ်ပေါ်လာပါတယ်ကိုကြီးလူခင်ကတဲ့ပေါ်မှာထိုင်ပြီးနားနေစမ်းပါကိုကြီးအခုလောက်အောင်လောလောကိုအင်းမေတို့ကအသာလေးလုံနိုင်ပါတယ်အဲ့ဒီလိုစကားကိုပြောပြောဆိုဆိုနဲ့ မောင်လုံခန့်ကိုပိုင်စိုးပိုင်နဲ့လက်ဆွဲခေါ်ကကတင်းရုပ်ပေါ်မှာထန်ခိုင်းခြင်းအမေကိုကြီးလူခင်တော်တော်မောနေပြီပဲအိမ်မေတနာလိုက်တာကိုကြီးလူခင်ရဲ့မှန်သားချွေးတွေကိုအိမ်မေတုပ်ပေးစမ်းမယ်အဒီလိုပြောကသူကောင်းမှာပတ်ထားတဲ့တပတ်နဲ့မောင်လုံခန့်ကိုရဲရဲကင်တွေကချွေးတုပ်ပေးခြင်းကိုကြီးလူခင်အတွက်လေဒီနေ့အိမ်မေစားစရာလောက်လာခဲ့တယ်ရော့မောပြေလေးစားလိုက်ပါအောင်အဒီလိုပြောကခွန်ပေးတော့မဲ့ဟန်မျိုးနဲ့ယူရရကျွေးမွေးခြင်းတို့ကို ောင်လူခင်များစွာတာယာနေပါလေ။မအေးမေကမောင်လူခင်တို့လည်းမှာကောက်ဆိုင်ငားထားတဲ့လုံမဖြိုတယောက်ဖြစ်ပြီးရုပ်ရည်ကမခန့်ညွန့်လို့မဟုတ်။အသားညိုတယ်။ဖွင့်ထွားတဲ့ကိုလုံးကိုယ်တွေနဲ့ဗလာကောင်းပါတယ်။မျက်နာကကြည့်ပြောရှိပြောများသာဖြစ်ပါလေ။လေလက်ကိုတော်လက်ဖြက်လက်စာလောက်ကင်နေပုံက အာမန်ပါလာပါတယ်။မခန့်ညွန့်ကနှုတ်နဲ့စကားနဲ့အနေအိတ်ပါတော့လေမအေးမေကတော့မောင်လူခင်ကိုမပြင်းကြီးရလေအောင်တီတီတရာပြောဆိုတတ်ပါတယ်။ ။ဒါကြောင့်နေ့စဉ်လေထဲမှာတွေ့ဆုံနေရတဲ့မအေးမေကိုမောင်လူခင်ကဆွဲလန်းစိတ်ပေါ်လာခဲ့တာကြောင့်အရင်ကလေထဲဆင်းရမှာကိုတင်မင်းပြည်ကိုသွားရတော့မလားတွေ့ဆုံနေခဲ့တဲ့မောင်လူခင်တယောက်အခုချိန်မှာလေထဲကိုမသွားပဲမနေနိုင်အောင်ဖြစ်နေပါတယ်။မအေးမေကမောင်လူခင်မိမမရခင်ကပင် စိတ်တွေကတိတ်တဆိတ်ကြိတ်ပြီးရီမန်းနေခဲ့ဘူးပါလေ။အချိန်နေချင်းကကြွားချရမှာဒီဇယံကလည်းမဖြစ်နိုင်တာကြောင့်ဟန်မပြတ်သာနေထိုင်လာခဲ့တာပါ။အခုမောင်လူခင်မိမရလာခဲ့တာကြောင့် လေတဲ့ကိုမစင်းရင်မဖြစ်တဲ့အကြောင်းကပေါ်လာတဲ့အခါငုံရှိုးနေခဲ့တဲ့မအေးမရဲ့ကြီးမန်းချက်ကြီးကမျောလင်းရရောင်ကြီးတွေတန်းလာပြန်ပါတယ်။အဲဒီလိုသူမရဲ့မျောလင်းရရောင်ကြီးတွေလင်းတဲ့လင်းလာအောင်မောင်လူခင်ရဲ့အခြေအနေကလည်းဖန်တီးလာပါတယ်။အဲဒီခါပါနာတဲ့မအေးမေကမောင်လူခင်ကိုချော့မြူကျုံသွင်းလိုက်တဲ့အခါမှာတော့စိတ်တက်ပြောင်းညံ့တဲ့မောင်လူခင်တယောက်မအေးမေထောင်တဲ့ညှက်ကွေးနဲ့ကိုတက်တက်ဝင်မိရသားဖြစ်သွားပါတော့တယ်။သူတို့နှစ်ယောက်လေထဲမှာကြီးနူးနေကြတာကိုလှုပ်ဖို့ကင်မတ်တွေကသိကြတယ်။ သို့တော့အမုန်းမခံရကြမပြောရကြထမင်းပြန်ယူရတဲ့လူငါအဆင်မပြေတဲ့အခါမခင်ညွန်းကလက်ထဲကိုထမင်းလိုက်ပို့ပါတယ်အဲဒီခါလက်ကတဲ့ရုပ်ပေါ်မှာချီနူးနေကြတဲ့မအေးမင်းနဲ့မောင်လူခင်တို့ကိုနှလုံးနဲ့တိုက်အမြင်ပါတယ်သို့တော့မောင်လူခင်ကအရင်ဦးအောင်အောင်းငေါမှန်မဲလိုက်ပါတယ်အဖြစ်ရှာပြီးစူပူဆက်ဆူလိုက်ပါတယ်မခင်ညွန်းဘာမှမပြောရတော့ပါထမင်းနောက်ချပေးထားခဲ့ပြီးပြန်လာခဲ့ရတယ် တလားလောင်းကျလာခဲ့တဲ့မျက်ရည်တွေကလက်ကွာထဲမှာရှိနေတဲ့မိုးရိမ်များထက်ပင်များပါလိမ့်မယ်။အစပထမတော့မောင်လူခင်ရဲ့မိဘတွေကတားကိုဆုံးမစကားပြောကြပါသေးတယ်။သို့တော့တောတဘာဝတောသူတောင်သားတို့နှစ်သက်တဲ့အခြေချင်းကမအေးမေမှာအပြည့်ဝရှိနေပါတယ်။လေယာလုံငန်းခွေမှာလုံးဝသုံးမရတဲ့မောင်လူခင်ကိုလေယာလုံငန်းခွေမှာအစာဆုံးမျက်နှာလွှဲလို့ရတဲ့မအေးမေလိုမိမမျိုးရဲ့လက်ထဲထားမှတဘာဝကြမယ်ဆိုပြီးတွေးမိလာကြပါတယ်။မခင်ညုံဆိုသူမျိုးသူလေးက ရုပ်ရည်ချုံမော့တာကလွယ်ပြီးလက်ရထဲမှာတုံးမရ။မခင်ညုံလုံးနိုင်နဲ့အဝတ်မီးဘူးထိုးခြင်းဥကပကံပြောင်းစင်တန်ရှင်းအောင်စိတ်ကြောခြင်းကျမ်းမြင့်ကိုပြောင်းနေအောင်တိုက်ချွတ်ခြင်းဟင်းမျိုးစုံချက်ရက်ခြင်းပျော့ပြောင်းတိမ်မွေရင်ကြီးခြင်းတို့ကတော်သူတော်သားတွေဖို့အရေးကြီးလိုအပ်တဲ့အရေးချင်းမျိုးမဟုတ်ပါ။ဒါကြောင့်မောင်လူခင်ရဲ့မိဘတွေကသူတို့နေတဲ့အရေးချင်းပြပွားသူမအေးမင်နဲ့တောက်ဖြစ်သူတစ္ဆာနိုင်နေကြတာကိုဘာမှမပြောကြတော့ပါ။ထိုเจ้าနဲ့ပတ်သက်ပြီး တိုင်ကြားလိုတဲ့လေတံမျိုးမခင်ညွန်တော့ကထွက်လာပြီဆိုရင်လေဟီးလင်ကိုစိတ်မချရင်လယ်လောက်ကိုအိမ်မီလိုလှုပ်ဆန်းညီတာလည်းလောက်ကိုအိမ်မီလိုမျက်နှာလွှဲထားလို့ရရင်ညီလင်နာကိုအိမ်မီတာမဟုတ်ဘူးဘယ်ကောင်မှကဲ့ရဲမှာလဲအဲ့ဒီလိုစကားမျိုးနဲ့ပိတ်ပစ်တတ်တဲ့အခါမခင်ညွန်ပြောလို့လည်းအကြောင်းမထွက်တော့ကြောင်းကိုကောင်းကောင်းကြီးသိလိုက်ပါပြီအဲ့ဒီချိန်မှာမခင်ညွန်မှကိုဝင်ကတော်တော်ပင်ရင်နေပါပြီဝေးဖွားရဲ့နိကတ်နေပြီဖြစ်တာကြောင့်ကိုဝင်ကြောင့်အိမ်လောက်ကို အရင်ကလိုစိတ်ငှအောင်မလုပ်နိုင်ကြတော့ပါမွေးဖောက်ရံအတွက်ကိုဘာမှကြည့်ရှုစီမံပေးခြင်းမရှိတဲ့အပြင်ညုံညင်တဲ့လေသာနေပင်ထွက်နေရပါတယ်လက်မျက်နှာတရွာထင်ပြီးအာကိုတကြီးနဲ့မောင်လူခင်ကိုမိဖွားရေးကိစ္စတိုင်ပင်တဲ့အခါရှုပ်လိုက်တာကွာလေထဲမှာလည်းဘာမှသုံးမရအိမ်လို့လည်းဘာမှမလုပ်နိုင်မင်းကအပေါ်တက်တော့တက်တာပဲခင်ညွန့်ရဲ့အဲ့ဒီလိုမောင်လူခင်ကရင်းရင်သေးသေးပြန်ပြောပါတယ်ဟိုစိန်နှောင်းကတော့အခုလိုခင်ညွန့်လို့မခေါ် ညှို့ဆိုပြီးယူရီယာခေါ်ခဲ့တာကိုတွေးကမခင်ညုံရင်ထဲမှာနားမိပါတယ်တော်တော်သူ့ဘဝကမော်လခင်ကလွယ်ပြီးမျောမြင်စရာမရှိကြောင်းတွေးကစိတ်ကိုစူးစမ်းဖြစ်ပြီးကောင်းကောင်းမွန်မွန်ပင်ပြန်ပြောပါတယ်ကလေးကိုမျက်နှာမြင်ပြီးလို့ကျမ်းမာလာတဲ့အခါမှာလယ်လှုပ်ကိုညှို့စူးစမ်းပြီးလှုပ်ပါမယ်မောင်ရယ်ညှို့ကိုစိတ်တိုင်းမကြပါနဲ့ငွေလာမယ်မောင်ရင်သွေးလေးတွေ့တော့ကျန်ကျန်မာမာနဲ့လူပြီးအောင်မောင်စစ်စင်ကူညီပေးပါဦးညှို့ကတော့တရရရောက်မှာဧည့်သည်လို့ဖြစ်နေတော့ ဘုသူ့ကိုဘလို့ကူညီတောင်းရမယ်မသိဖြစ်နေလို့ပါမောင်ရဲ့။မကင်ညုံကတနာစပွဲတောင်းမှရှာပါတယ်။သို့တော့သူ့စိတ်အာရုံတစ်ခုလုံးကိုမအေးမေကဆုံးမထားပြီဖြစ်တဲ့မောင်လူခင်ကတော့မကင်ညုံတောင်းမှစကားကိုနားထဲမှာပြေဆုံးအောင်မဝင်ခဲ့ပါ။မောင်လူခင်ရဲ့မိဘတွေကလည်းဘယူတဆိုင်မရှိကြပါ။မကင်ညုံကသူ့အလိုတိုင်းစီစဉ်ဝတ်ချမ်းစုဆောင်းရအောင်ပြောရမယ်ဆိုရင်လေမကင်ညုံလက်ထဲမှာတပြားမှမရှိပါ။အဲ့ဒီလိုနဲ့ပင်အစီအစဉ်လည်းမရှိပြပြဆုံးဆုံးစီမံထားခြင်းလည်းမရှိ အနာမှာစောင့်မဲ့သူလည်းမရှိဘဲနဲ့မခင်ညွန့်တယောက်ကာမစရိလှူချလာခဲ့ပါတယ်။ထိုချိန်ကမော်လူခင်ရဲ့မိဘတွေကခလာလန့်ရော်ရီယာကအလူကိုတွားနေကြလို့အိမ်မှာမရှိပါ။မော်လူခင်ကလယ်ထဲမှာမအေးမင်နဲ့နှစ်ပါးကြည်နေကြတာကြောင့်အိမ်မှာမရှိပါ။တကောင်ကျွတ်တမျက်နှာဖြစ်တဲ့မခင်ညွန့်နေနဲ့မိဘဆွေမျိုးရှိတဲ့ရွာကန်လူမအေးမင်ကိုကိုလင်ခိုးမန်းတည့်ရက်နဲ့ဘာမှမပြောဘဲနဲ့ပြင်တွားရင်နိုင်မအေးမင်နဲ့ကြုံရတဲ့တွေ့ဆုံတဲ့အခါမအေးမင်ကရံမှုမဲ့ဟန်မျိုးပြလိုက်တာကြောင့် ဥကောင်းကောင်းရှောင်းလင်းလာခဲ့ရတာကိုအင်းနေချင်းဖြစ်တဲ့ဖွားရွှေရင်ကသိချာသိပါတယ်။ဒါကြောင့်မခင်ညွန့်ကိုတနာနေမိပါတယ်။ဒီနေ့ပြုစုအပေးမဲ့သူတရားမှမရှိပဲတကူတဲ့အိမ်မှာခြံရင်တဲ့မခင်ညွန့်ရဲ့မချိမဆန်အော်လိုက်တဲ့အတန်တချက်ကိုတော့ရွှေရင်ကသတိထားလိုက်မိပါတယ်။ဒါကြောင့်ချက်ချင်းပင်မခင်ညွန့်ရှိရာစီကိုရောက်လာခဲ့ပါတယ်။မခင်ညွန့်ဖြစ်ပုံကိုမြင်လိုက်ရတဲ့အခါတော့ရွှေရင်တရားရင်ထုမနာဖြစ်မိပါတယ်။မျက်နှာဖုံးကြီးကမျက်နှာကိုဆွလျက်မွေးလာတဲ့ကလေးက ဘယ်ချိန်ကအပြင်ကိုရောက်နေလဲမသိ။မျက်နှာဖုံးကိုချုပ်ပေးမဲ့သူမရှိတာကြောင့်မငုံနိုင်မဲ့မိုးနေသလားမသိ။အတန်လည်းမထွက်လှုပ်ရှားခြင်းလည်းမရှိ။အညစ်အကြေးသွေးရည်ထဲမှာကလေးကတုံတုံလေးဖြစ်နေပါလေ။မခင်ညွန်းကတော့သတိလေးနေရှာပါလေ။ဖြစ်မှာဖြစ်ရလေခြင်းတော်ခွေးလို့လောက်ကြတယ်ဟဲ့။တော်ရွှေအင်ကနှုတ်ကလည်းပြောကလေးငယ်ကိုလည်းမျက်နှာဖုံးဆွတ်ချွတ်အင်းနေသားချင်းတွေကိုလည်းအော်ဟစ်ခေါ်လိုက်ပါတယ်။ အတန်ကောင်အဖေခေါ်လိုက်တဲ့ရွှေအင်းရဲ့အတန်ကြောင့်လေတော့မစင်မဲအင်းဆောင်ချင်ခဲ့ကြတဲ့အင်းနီနာချင်းတွေရောက်ရှိလာခဲ့ကြတဲ့အခါမျက်နှာပေါင်းချွတ်လိုက်ပြီးဖြစ်တဲ့ကလေးငယ်ကိုကောက်ယူထိုးပွေကပြုစုသူကပြုစုသတိလက်နေတဲ့မခင်ညွန်ကိုပြုစုသူကပြုစုနဲ့တအားသမျှလောက်ကင်ပေးကြပါတော့လေမျက်နှာပေါင်းကိုအချိန်မီချွတ်ပေးမဲ့သူမရှိခဲ့တဲ့ကလေးငယ်ကအတန်မရှိနိုင်တာကြောင့်မုံပြီးတည်ဆုံးနေခဲ့ပြီဖြစ်ကြောင်းကိုသိလိုက်ကြရပါတယ်ကလေးကအကြောင်းမထူးတော့ဘူးလူကြီးကိုကူးဆိုင်စမ်းလူခွင့်ကိုခေါ်လိုက်ကြပါဦး တရားတော်ကောင်ပြောရင်းနဲ့မောင်လူခင်ကိုလိုက်ခေါ်ရန်သွားသူကသွားတယ်။ကျန်သူတွေကတရိယအောင်တက်တမြပြုစုကြတယ်။သို့တော်ဘယ်ချိန်ကဘလို့ဖြစ်ပြီးမွေးနေမှမသိကြရတဲ့မခင်ညုံကသတိလည်းမလာတော့ပါ။စိတ်ဆင်းရဲကိုဆင်းရဲဖြစ်တဲ့ဘဝကနေလွတ်မြောက်ကအင်းငိမ့်သွားခဲ့ရှာပါပြီ။သော်ရွှေအင်းတို့လူစုကတွေးသားလဲဘာမှမတော်ဆက်လင်ကစားတကောင်ကျော်မလေးရဲ့ဖြစ်ပုံကိုရင်ထုမနာမျက်ရည်ကျကျရပါတယ်။မောင်လူခင်ပြန်ရောက်လာတယ်။သို့တော်မျက်နှာပဲမပြတ်ပါ။ မောင်လူခင်ရဲ့မိဘတွေပြန်ရောက်လာခဲ့ကြတယ်။သူတို့သမီးချင်းမဆာမနာလို့ပုံကိုပြန်တွေးကရှက်ဟန်တူပါတယ်။ညနာမကောင်းကြပါ။လင်ကရောရောက်ခမကရောဘသူကမှမျက်ရည်တစ်စက်မထွက်တဲ့အသည်ဘအဖြစ်နဲ့နောက်တနေ့မှပဲမခင်ချင်းတို့သားမိကတုတ်တံမြေကိုဖြစ်ကြတဲ့ဆမ်းပင်တရှိသွားခဲ့ကြရှာပါပြီ။နောက်ထောင်နေရတဲ့မခင်ရွှေကဟိုတနေ့ကအဖွားထောင်နေပြီပြောပြခဲ့တဲ့မခင်မင်းတို့သားမိဖြစ်ပုံကိုပြန်သတိရတဲ့အခါ မခင်မင်းသားမီးနဲ့မခင်ကျွန်းသားမီးဖြစ်ပုံကိုနှိုင်းရှင်းလိုက်မိပါတယ်။နေ့ရက်သလုံးတစ်မျိုးစီရှင်းလာစရာခြေခွဲစရာကောင်းပါတယ်ဖွားဖွားရဲ့။မခင်မင်းကမိဘညီကိုမောင်နှမတွေမျက်စိအောက်မှာအသက်ပေးချစ်တဲ့လင်းဖြစ်သူရဲ့ယူရချင်တာသာပြုစုမှုကိုခံယူပြီးရှင်းလာစရာခြေခွဲစရာဖြစ်မှုကြုံသွားရတယ်။မခင်ကျွန်းကတော့တကောင်ကျွတ်တမျက်နာဘဝမှာလင်းရဲ့ရက်ဆက်စင်ကားမှုကိုစိတ်ဆင်းရဲကိုဆင်းရဲခံပြီးရှင်းလာစရာခြေခွဲစရာဖြစ်မှုကိုကြုံသွားရတယ်။ ကြားရတာကျမစိတ်ထဲမှာဘလို့ခံစားရမှန်းတော့မသိတော့ပါဘူးအေးကွယ်ဆရာမလေးကမခင်ကြုံဖြစ်ပုံကိုမမြင်လိုက်ရပဲနဲ့တော့ဒီလိုစိတ်မကောင်းဖြစ်သေးတာပဲအဖေါ်တော့မှမျက်စိအောက်တင်ဖြစ်သွားတာကိုမြင်လိုက်ရတဲ့သူဖို့ဘယ်မှာမျက်ရည်မချပဲနေနိုင်ပါလဲမခင်ကြုံရဲ့ရောက်ခမတွေနဲ့သူ့ယောက်ျားဘလို့ဝှက်လေသွားတာလဲဖော်ပါဟိုမအေးမေဆိုတဲ့မိမရောမခင်ကြုံတွေတော့သူတို့တွေယူလိုက်ကြရောလားမခင်ရွှေကမပြီးသေးတဲ့ဇာလန်းကိုဆက်မေးလိုက်ပါတယ် ိုးယူလိုက်သမခင်ရောက်တိတ်ပြီးဆိုတာနဲ့တပြိုင်နက်အိမေကအိမ်မရောက်လာခဲ့တယ်လीအသူဘကိစ္စဝိုင်းကူတလို့လို့ပေါ့ဒါပေမဲ့အသူဘကိစ္စပြီးတော့လည်းမစင်းတော့ပဲတခါတည်းနေလိုက်တာပေါ့မောင်လူခင်ရဲ့မိဘတွေကလည်းလက်ခံတာပဲလားပေါ့လက်ခံတာပေါ့ဟဲ့လုပ်ငန်းခွင်မှာသူတို့သားလူခင်ဘလောက်တောက်သုံးမကြတယ်ဆိုတာသူတို့အတိဆုံးကိုအေးမေလိုမိမနဲ့ယူမှလေလောက်ကနေရာကြမယ်ဆိုတာသိထားတော့ဘာမှမပြောတော့ဘူး อืมပြုသူအသက်ဖြစ်သူမှာအဟောင်းနဲ့ကွယ်သူတို့တွေအခုဘဝတွင်ဝတ်လေတော့တာကိုတရားလုံးသိလိုက်ကြတယ်ဒါပေမဲ့မောင်လူခင်ကိုဘယ်သူမှမတနာကြဘူးလေပြောပြပါအောင်ဖေဖေမောင်လူခင်ဝတ်လေတာပဲအေးမေလည်းဝတ်လေတာပဲနှစ်ယောက်စလုံးတစ်မျိုးစီ ခံစားသွားကြရတယ်လေအေးမေနဲ့လူခင်ယူပြီးလူခင်မိဘတွေလည်းဆုံးကုန်ကြတော့မောင်နှမတွေရတဲ့ရထိုက်တဲ့အမွေတွေခွဲယူကြတယ် အဲ့ဒီမှာအေးမေကသူ့သဘောတိုင်းချဲ့လဲတယ်။လူခင်ကလည်းစိတ်တန်းကြနေတယ်။လူမဖက်ပဲနှက်ဖက်တဲ့လင်မယားပဲ။အဖွားကြီးကပြောပြီးတော့ပါဇက်ထက်ကကုံဝါဖက်ကိုထွေးမဟန်ပြင်လိုက်တဲ့အခါမကင်ညုံကစကားပြတော်မှဆိုတာကြောင့်ကြပြကတိထွေးကံကိုယူပြီးအလိုက်တင်ခံပေးလိုက်ပါတယ်။အဖွားကြီးကကုံဝါဖက်ကိုထွေးပြီးစကားဆက်ပြောပါတယ်။အိမ်တွင်းရေးကိုရောလဲလုံငန်းကိုရောလူခင်ကဘာမှပြန်မကြည့်တော့ဘူး။လင်းငါရဲ့တခါတော့မြုပ်တက်ပြီးလဲပတ်နေတာ။ တခါတလေတညအိတ်တခါတလေလင်းကားရကြတယ်အေးမေကလည်းလေလောက်ကိုခုံယုံလို့ငွေစုလူခင်ကမြုတ်တက်ပြီးပတ်စံကိုတွင်တွင်ဖြုံးတော့တာပေါ့အေးမေကလည်းသူ့ရဲ့အချင်းနေတဲ့တိတ်ကိုကော်လုံးတဲ့လူခင်ကိုကံအားလိုသာရထားခဲ့တော့အချင်းအကြီးချိန်နေပြီးလူခင်ပါပဲလို့လို့လိုလိုက်ထားတယ်အဲဒါပေမဲ့အိမ်မနေတယ်လို့မရှိပဲပတ်စံကိုတွင်တွင်ယူပြီးမြုတ်ကိုပဲတသွားတသွားနေတော့ကြာတော့အေးမေကတန်တရားဖြစ်ပြီးလူခင်မြုတ်သွားနေတော့နောက်ကနေလိုက်ပြီးချောင်းတော့မှာ မျိုးဘော်ကအရက်ပြတ်မိမ့်မလဲတရားနဲ့ညားနေကြအောင်သိလိုက်ရတော့တာအဲ့ဒီမှာအိမေဆိုတာဆက်ဆက်တုံနေတာပဲသူရှာတဲ့ငွေနဲ့မယံငယ်ယူပျော်ပါနေတော့အိမေခင်ဗျဘယ်ခံနိုင်မှာတော့မခင်ညွန်လက်ထက်ကသူခိုးလိုက်စင်ကလည်းမခင်ညွန်လည်းဒီလိုပဲခံစားရမယ်ဆိုတာသူတုံ့ပြန်ပါမလားမသိဘူးအကင်ရွှေကပြောလိုက်ပါတယ်အေးကွယ်မခင်ညွန်လေတော်တော်သနာစရာကောင်းပါတယ်သူလင်ကိုခိုးတာသိရတဲ့လင်ခိုးသူက ချိန်မှန်ပုံမှန်လောက်တာကိုကြောက်ရှာလွန်းလို့ငုံခံသွားရရှာတယ်။အေမီကတော့မခင်ညွန့်လို့ငုံမခံဘူး။သူ့လင်ကိုခိုးရမလားရဲ့လို့သူ့မိကိုပေါ်ခေါ်ပြီးမယံငယ်ကိုအိမ်မတက်ပြီးရိုက်တယ်လေ။သူ့လက်ကြတော့နားထားလိုက်တာနော်။မခင်ရွှေကရွံရှာတဲ့စိတ်နဲ့ပြောပါတယ်။နားထောင်ဆရာမလေးရဲ့မယံငယ်ကအလဲအရှုပ်ပဲဟာ။သူ့ပေါင်းသင်းကလည်းရှိနေတော့အိမ်မတက်ပြီးရိုက်တဲ့အေမီတို့တောင်းမိကိုသူ့ပေါင်းသင်းနဲ့ဝိုင်းပြီးတော့နှမ်းလိုက်ကြတာ။ အီမီရိုတာမီဖို့ဖို့ချီအောင်ခံလာရတဲ့အပြင် ပိုင်နဲ့ကျွလုံမှုနဲ့တရားဆွဲလို့တာမီနီယာလုံးအချုပ်ထက်ရောက်သွားပါလေရောရောအလူကြီးတွေလိုက်ပြီးတော့အာမခံရတယ်အမှုရင်ဆိုင်တော့လေဟိုမင်းမကအဆက်တွေကောင်းတော့သူတို့တာမီအိမ်မော်တိုက်ပြီးကျွလုံလာတာထင်ရှားပြီးထောင်နဲ့တလအဲ့ဒီလိုမှမဟုတ်ရင်တန်ငွေ300ဆိုတော့တန်ငွေဆောင်လိုက်ကြရတယ်အဲ့ဒီချိန်မှာလူခင်ကဘုသူ့ဘက်ကလိုက်လိုက်ရင်ဘောဘောအဖော်ကြီးက တော်ကြိုးကြတဲ့ကလေးထွက်အောင်အားရပါးရကြီးလိုက်ပါတယ်။ဘာကြောင့်ကြီးရလဲဖော်ပါ။မခင်ချေကနားမလည်တာကြောင့်မေးပါတယ်။လူခင်ကမင်းငယ်ဘက်ကပေါ်ဟဲ့။ရိုက်နဲ့တက်ဖို့နေရတဲ့အချိန်ကသူရှိသားပဲ။မင်းငယ်ကအေးသာနေလို့ထမ်းကြည့်နေတာတဲ့။တက်တိခံတော့လေမင်းငယ်ဘက်ကပင်းပြီးထွက်တယ်။ဒါကြောင့်အေးမီလိုရှုံးတာ။စိတ်မကောင်းတဲ့တခုကအဲ့ဒီအချိန်မှာအေးမီမှာကိုဝင်သုံးလောက်ရှိနေပြီ။တက်ကြပုတ်ကြ မှုညဆိုင်နေကြတဲ့အချိန်ကတော့သူ့ကိုယ်ဝင်ကဘာမှမဖြစ်ဘူးလေအမှုပြီးလို့အိမ်မှာအေးဆေးဆေးပြန်နေကမှကိုယ်ဝင်ပြတ်ကျသွားတယ်သူ့အမေအနားမှာရှိပေမဲ့လူခင်ကတော့မြို့ကမရငယ်စီရောက်နေတယ်အမှုဖြစ်ပြီးတော့မှလူခင်ကအေးမေကိုကွာမဲချီပဲပြောနေလို့အေးမေကဘာမှမပြောရဲပဲအသာချိုနေရရှာတာလည်းမခေါ်ဘူးလားမခင်ညိုလေးကိစ္စကြောင့်အင်းနီလာချင်းတွေကလည်းနည်းနည်းစေတနာပြတ်ခဲ့ကြတယ်သူတို့ကလည်းလူခင်နဲ့ညားပြီးမှမာနာတက်နေကြလို့ အင်းနာချင်းနဲ့တိတ်မရောဘူးလေ။ဒါကြောင့်ပါတိပါတာပဲနေကြတာကိုလဲတဲ့ဆင်းလို့အလုပ်ပမန်းခဲ့တဲ့တန်ရောမရငယ်အုပ်စုကဝိုင်းရင်ထားတဲ့တန်ရော အကုန်စုပြီးကန်လိုက်ဟန်တို့ပါလေ။ကလေးပြက်အပုတ်ဆန်ပြီးအေးမေလေတေသွားရှာတယ်လေ။ဟုတ်လား။အော်ဝယ်လေတာများကြောက်စရာကောင်းလိုက်တာနော်ဖေဖေ။အေးဒါအေးမေဝယ်လေပုံကွယ်။လူခင်ဝယ်လေပုံကကြံသေးတယ်။ဟုတ်ကဲ့ပြောပါဖေဖေ။ အေးမေဆုံးသွားပြီးမှလူခင်ကလည်းအစကတည်းကတောမှမပြောနိုင်လဲလို့မလုပ်နိုင်နဲ့သူ့ပေါ်ကျော်တယောက်ပဲတောမှသူ့ပိုင်သမီးလဲမြေလဲနွားအိမ်ကိုရောက်ပြီးတော့မြို့ကိုပြောင်းသွားတယ်ပါသမီးအကုန်လုံးမင်းငယ်လက်ထက်ကိုအကုန်အပ်လိုက်ပါလေရောမင်းငယ်ကလည်းသူ့လက်ထက်ရောက်လာတာအဆုံးစွန်ပစ္စည်းပဲနောက်ထပ်ထပ်ပြီးထွက်เสียမှရှိဘူးဆိုတာလည်းသိရောလူခင်ကိုလင်းလုံးမထားတော့ဘူးလေထမင်းချက်ခိုင်းထမင်းလျှော့ခိုင်းလူခင်ကိုကြောင်းတော်ထားပြီးသူတို့နေကြ ောက်ျားတရားပြီးတရားတွဲတဲ့အလုပ်ကိုပြန်ပြောင်းမလုပ်နေတော့တာသူအင်မတန်ဆုံးမတဲ့မယားကသူ့ကိုကြောင်တော်ထားပြီးတခြားအောင်ကြမ်းနဲ့ကြီးနူးနေတာမြင်ရတဲ့လူခင်းစိတ်ထဲမှာဘလို့နေမလဲမသိဘူးနော်ဖဖမခင်ရွှေကစဉ်းစားသာပြောပါတယ်အေးကွယ်မခင်ညုံနဲ့အေးမေစိတ်ထဲမှာဖြစ်နေပုံကိုခုမှပဲသူစဉ်းစားမိပါတယ်ဆိုတာကိုတို့ရွာလူတရားကိုပြောပြသတယ်သူဒီလိုဖြစ်နေပုံကိုကိုရွာလူရွာသားတွေသိတာသူဘလို့ချက်နေမလဲမသိဘူးနော် ရှက်တာပေါ့ဆရာမလေးရဲ့အတွေ့အမခံမဲလောကကြီးကလည်းအဆန်းသားလူမသိသေးခြင်းလို့ဖုံးဖိလေပေါ့လေကိုမယငယ်ကကျွန်လို့ထားတော့မယငယ်ဈေးဝယ်ရမှာကျွန်စုပ်ပြစ်တဲ့တရက်စီယုံမျိုးနဲ့ဈေးချင်းောင်းကင်ပြီးနောက်ကလိုက်နေတာကိုညှို့တက်လာတဲ့တွေ့ရတာတယောက်ကကြုံကြိုက်ပြီးတော့တွေ့လိုက်ရတယ်ဘလို့ဖြစ်နေတာလဲလို့လူခင်ကုန်ပြီးတော့သူဘာဖြစ်တယ်ဆိုတာတော့မပြောဘူးမခင်ညုံနဲ့အိမ်မဖြစ်နေပုံကိုခုမှသူစဉ်းစားမိတယ်ဆိုတာကိုသာပြောလိုက်တယ်တဲ့ နောက်တော့ဘာဖြစ်သွားလဲပေါ့ပေါ့အေးလေမင်းငယ်ကသူ့မျက်စိအောက်မှာပဲယောက်ျားထဲလဲတွဲနေတာကိုလူခင့်မှာမကြည့်ရင်မင်းရဲ့သားဖြစ်နေတဲ့တန်ကိုကြာကြာမခံနိုင်ရှာတော့ဘူးပေါ့ပါလမရလဲပြောင်းတဲ့ခါပြီဖြစ်တော့အဝတ်တထဲကိုတခုနဲ့မင်းငယ်အိမ်ကဆင်းလာခဲ့ရတယ်ရွာပြန်ရောက်တော့ညီကောင်မောင်နှမတွေအိမ်မှာတဲ့အင်ကဆူဆောင်းလိုက်တဲ့အင်ကိုဆင်းလာနေတိုင်းနဲ့မကြည့်ဘူးတဲ့ထမင်းကိုစားဘာလို့မှမလုပ်ပဲတုတ်တန်ကိုသွားပြီးတော့မခင်ညွန်ကိုမြုပ်ထားတဲ့နေရာမှာထိုင်ကုန်လိုက အေမီကိုမြှောက်ထားတဲ့နေရာမှာထိုင်ကုန်လိုက်နဲ့ကြာတော့စိတ်ပါမမှန်တော့ပဲယူသွားချတယ်ကွယ်မအေမီဝှက်လေတာက တော်သေးတယ်သူ့ဝှက်လေတာကစိတ်စင်းရင်တာရှည်လိုက်တာနော်ဖော်ပါမောင်လူခင်ကယူသွားတော့တုတ်တန်ကနေမပြန်တော့ဘူးမရနဲ့ရောက်မြေပေါ်မှာတလဲစီလူလိန်လိုက်အောင်ကိုလိုက်မြို့ပေါ်ကမရငယ်ကိုဓာချင်းချင်းလိုက်သူညီကောင်မောင်နှမတွေကလည်းစေစနာမရှိတော့ပေမဲ့မောင်နှမဆိုတဲ့တန်ရုံးစင်ကြောင့်တိုက်ခေါ်ကြပါသေးတယ်သူကိုယ်တိုင်ကလူမမ်းမသိထမင်းမဟင်းမမ်းမသိဖြစ်သွားပြီကွယ် ရက်ကြတော့လေသူသားချင်းတွေကရိုးသွားပြီဂူရဆိုင်မရှိကြတော့ဘူးပေါ့ကြုံကြိုက်တဲ့လူကတခါတရံကျုံဝေးဝင်မဲ့စားချင်မှစားပြစ်နေတာတိတ်တော့မကြလဲပါဘူး၄၅၆လောက်လောက်ပဲရှိပါလိမ့်မယ်တုတ်တန်ထဲမှာပဲတိတ်သွားတယ်လေဝှချူသွားတာပေါ့နော်ဖေဖေအဲ့ဒီလိုပဲဆိုရမှာပေါ့လေတင်းနေတာတော့ဘယ်သူမှမသိဘူးနောက်ကျောင်းသားလေးတယောက်ကမြင်လာခဲ့လို့သာသိကြရတာအဲ့ဒီတော့မှသူ့ရဲ့သားချင်းတွေကလည်းဘုန်းကြီးတပါပင့်တရဏကောင်တင်ပြီး မြင်မြင်လိုက်ကြရတယ်။အဖေါ်ကြီးကစကားအဆုံးသတ်လိုက်ပြီးထမင်းစားချိန်တိုင်ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။မကင်ရွှေကအဖေါ်ကြီးထမင်းစားရန်ပြင်ဆင်လုပ်ခိုင်းပေးနေရင်းနဲ့ပင်မောင်လူခင်တို့အကြောင်းကိုတွေးနေမိပါတယ်။မောင်ကျင်ဖေနဲ့မခင်မင်းတို့ကတယောက်နဲ့တယောက်အသက်အမြတ်ချစ်ကြပါလျက်နဲ့မိဘဆွေမျိုးတွေအကြောင်းပြုငွေကြေးရေးကိုအကြောင်းပြုပြီးချစ်လျက်နဲ့တိတ်ခွဲခွဲပဲကြတယ်။မခင်မင်းကမိဖွားပြီးသွေးနှူသားနှူနဲ့သိဆုံးခဲ့ရတယ်။မခင်ညွန်းနဲ့မအေးမီတို့လည်း ဝမ်းမာလွယ်ရတဲ့ရှင်သူတွေကြောင့်တွင်းနုနုနဲ့တည်ဆုံးခဲ့ရတယ်။ဒေါက်တာမခင်ညွန်းနဲ့မအေးမေကတည်ဆုံးတဲ့အချိန်မှာလင်းယောက်ျားရဲ့ယူရချင်တာမှုကိုမခံစားခဲ့ကြရ။မောင်ချင်ပေနဲ့မောင်လူခင်တို့ရဲ့ဇနီးပေါ်မှာထားရှိတဲ့မေတ္တာစေတနာကအဖြူနဲ့အမဲလိုဖြန့်ဖြန့်ကြီးဆန့်ကျင်နေပါတယ်။မယားတွေတေကောမှာအယူကြီးဖြစ်သွားတဲ့မောင်လူခင်ကအချိုးမရှိတဲ့လောက်ကိုလုံနေသူဖြစ်လို့တနာစရာအကြောင်းမရှိဘူးလို့မခင်ရွှေကတွေးပြီးအဘွားကြီးကိုထမင်းစားရမှာလိုအပ်တဲ့ပြုစုမှုကိုသာပြုလုပ်ပေးနေလိုက်ပါတယ်။ ထိုခိုက်မှာပင်လူတစ်ယောက်ကရဲကြီးတုတ်ပြောင်နဲ့အင်ကြီးကဖြတ်သွားတာကိုလက်မြင်လိုက်တဲ့အဖွားကြီးကဟဲ့ဟဲ့ဟိုလူကဖုန်းလုံးကြီးကြောင့်ကပိယာကြီးဟုတ်လားဘာကိစ္စပါလဲတုတ်တုတ်ပြောင်ပြရှိလိုက်တာအဲ့ဒီလိုပြောတဲ့အခါအဖွားကြီးရဲ့သမီးကကြောက်ချင်တဲ့လာရှာတဲ့မြို့ကလူတစ်ယောက်ရွာထဲရောက်နေတယ်လေအမေရဲ့ကြောက်ချင်တဲ့ရှိတဲ့နေရာကိုညွှန်နိုင်ရင်လိုက်ပြနိုင်ရင်ထိုင်တဲ့တို့ခါချင်းကိုပြေးမယ်ဆိုလို့ကပ္ပိယကြီးသွားတာထင်တယ်။အဲ့ဒီလိုဖြေတဲ့အခါမခင်ရွှေက ဒီရွာနားမှာတောက်ချင်တဲ့ရှိလို့လားအမေအဲဒီကအဖွားကြီးရဲ့သမီးကဒီတောက်ချင်တဲ့အကြောင်းကလည်းသူ့ရာဇဝင်လေးနဲ့သူပဲဆရာမလေးရဲ့အဲဒီလိုပြောပါတယ်အဲဒီကအဖွားကြီးကဝင်ပြီးရှင်းပြပါတယ်ဒီတောက်ချင်တဲ့အကြောင်းသိချင်ဖုန်းတော်ကြီးကမှသိချာပြောနိုင်တာဘာကြောင့်လဲဆိုတော့ဖုန်းတော်ကြီးကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုဒီကပ္ပရာကြီးကဖုန်းတော်ကြီးမိန်ကြားတော်မူတာကိုနှစုံနှစ်ပြားတစ်ဆင့်ကြားတာပါ ုန်းတော်ကြီးကိုမိတ်လျှောက်လို့ဖုန်းတော်ကြီးကပြောပါမလားဖေါ်ပါ။မကိချွေကမေးပါလေ။အေးတို့ဖုန်းတော်ကြီးကြောင့်သွားပြီးတီလာဆောင်တဲ့အခါတီလာပေးတဲ့ဖုန်းတော်ကြီးကိုသာဆရာမလေးကကြုံမှုတွေ့ဘူးတာကိုကျောင်းကြီးပေါ်မှာတတ်တော်96နေပြီဖြစ်တဲ့ဆရာတော်အိုကြီးတစ်ပါးရှိနေသေးတာဆရာမလေးမသိသေးဘူး။တတ်တော်96ပဲမဲ့တတိကတိတ်ကိုကောင်းနေကွယ်။တငံမပြန်ဘူး။မညာကလည်းပြေစုံတာပဲ။အဲ့ဒီဆရာတော်ကြီးကကြောက်ချင်တဲ့အကြောင်းကိုလေးဂျုံလာခဲ့ရတာ။ ော်တော်ထူးဆန်းဆန်းဖြစ်လို့လားဖေဖေအေးတော်တော်လေးတော့ထူးကြတယ်ကြောက်ချင်အနက်ဆိုတာတကယ်တော့တော်တော်လေးအဆွမ်းရှိတာကျမသိကျင်လိုက်တာဖေဖေရေမကင်ရွှေကတောင်းတောင်းတတပြောတဲ့အခါသိကျင်ဒီတစ်ပတ်လာမယ့်ဥပုံနေ့မှာကျောင်းကိုဆရာမလေးလိုက်ခဲ့မှာမဟုတ်လားအဲ့ဒီတော့ဆရာတော်ကြီးကိုတောက်ဖို့ပြီးဆရာမလေးသိကျင်တာကိုမေ့လျှောက်ပေးတော့စိတ်ရှိလက်ရှိမင်ကြတော်မူတတ်ပါတယ် အဲ့ဒီလိုအဖွားကြီးရဲ့စကားကြောင့်မခင်ရွှေဘောင်မြောင်ဝမ်းသာနဲ့ဥပုံနဲ့ကိုမြန်မြန်ရောက်ပါသေးဆိုပြီးတော့ပဲစိတ်ထဲကနေကလေးတယောက်သဖွယ်ဆူတောင်းလိုက်မိပါတော့တယ်ဟုတ်ကဲ့ပါစာရေးသူဆရာမကြီးမှတ်ဝန်းမြင့်ရဲ့ရေပြာအိမ်ကဇလန်းများတဲ့ကရေပြာအိမ်မှာဝက်လေသူဆိုတဲ့ဇလန်းကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာအဆုံးထိလိုက်ပါနောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာစာရေးသူဆရာမကြီးမှတ်ဝန်းမြင့်ကိုလည်း ကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ။